မြန်မာနိုင်ငံကိုအတင်းအဓမ္မအာဏာသိမ်းခဲ့တဲ့အကြမ်းဖက်စစ်ကော်မရှင်ကိုတော်လန်ရေးအင်အားစုတွေကဒါ60မမစိတ်မြောင်းလက်နက်ကြီးတွေနဲ့ပစ်ခတ်ဖို့ပြင်ဆင်နေတဲ့မြင်ကွန်းပဲဖြစ်ပါတယ်။ဒီ60မမလက်နက်ကြီးတွေရဲ့အကြောင်းကိုသိကျင်တယ်ဆိုရင်တော့ဒီဗီဒီယိုလေးအဆုံးထိကြည့်ရှုပေးပါအောင်ခင်ဗျာ။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်ရဲ့ Revolution Traveler တော်လန်ခရီးသွားဆိုတဲ့ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်တော်ရဲ့ YouTube Channel လေးကို Subscribe လုပ်ပေးပါအောင်ခင်ဗျာ။ အခုမိတ်ဆွေတို့မြင်တွေ့နေရတာကတော့ဒါရှေ့တန်းစစ်မြေပြင်မှာဒေါ်လိုင်းအင်အားစုတွေတိမ့်ပတ်ရရှိထားတဲ့60မမဘုံကြီးတွေပဲဖြစ်ပါတယ်။အကြမ်းဖက်အာဏာသိမ်းစစ်ကောင်မရှင်နဲ့ဒေါ်လိုင်းအင်အားစုတွေရဲ့ဒီတိုက်ပွဲတွေမှာအခုကျွန်တော်တင်ဆက်ပေးသွားမယ်60မမဆိုတဲ့စိန်မြောင်းလက်နက်ကြီးကအင်မတန်အရေးပါအရာရောက်တဲ့လက်နက်ကြီးတစ်ခုပဲဖြစ်ပါတယ်။ရှေ့တန်းတိုက်ပွဲတွေမှာဒီလက်နက်ကြီးတွေကဘလို့အသုံးဝင်တယ်လဲ။မြန်မာအာဏာသိမ်းစစ်ကောင်မရှင်အနေနဲ့ပြည်သူတွေကိုအကြမ်းဖက်တဲ့နေရာမှာလေဒီလက်နက်တွေကိုအသုံးပြုပြီးတော့အတင်းအဓမ္မအကြမ်းဖက်နေခဲ့တာပဲဖြစ်ပါတယ် ဒါကြောင့်မို့လို့ပြည်သူတွေအနေနဲ့ကဒီလက်နက်တွေရဲ့အလုံးလုံးပုံကိုတည်ထားမယ်ဆိုလို့ရှိရင်တော့ဒါအထောက်အကူဖြစ်စေမှာပဲဖြစ်ပါတယ်။အဲဒါကြောင့်ကျွန်တော်ကဒီနေ့ဗီဒီယိုလေးမှာ60မမလက်နက်ကြီးတွေအကြောင်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ YouTube Channel လေးကို Subscribe လုပ်ခဲ့ပေးကြပါအောင်ခင်ဗျာ။ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ရှုပေးကြပါအောင်။ဒါကတော့အာနာသိန်းစစ်ကော်မရှင်တက်စီမှာပိုင်ဆိုင်ထားတဲ့ဒါစစ်ဒီစစ်လက်နက်ကြီးတွေပဲဖြစ်ပါတယ်။အခုဒီနေ့ကျွန်တော်ကအဲ့ဒီစစ်လက်နက်ကြီးများစွာတွေကနေပြီးတော့မှာ ီရှေတန်းစစ်မြေပြင်တိုက်ပွဲတွေမှာနှစ်ဖက်ရင်ဆိုင်တိုက်ပွဲတွေမှာဒါအရေးပါလာတဲ့60မမလက်နက်အကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ဒါကတော့စစ်ကော်မရှင်တပ်သားတွေတော်လိုင်းအင်အားစုတွေနဲ့ဖြစ်တဲ့တိုက်ပွဲတွေမှာသူတို့တွေရဲ့ဒီစိန်ပြောင်းလို့ခေါ်တဲ့60မမလက်နက်ကိုပြစ်ခတ်နေတာဖြစ်ပါတယ်။စိန်ပြောင်းလက်နက်ကြီးတွေဆိုလို့ရှိရင်60မမစိန်ပြောင်း80တင်းမမစိန်ပြောင်း120မမစိန်ပြောင်းဆိုပြီးတော့အမျိုးအစား၃မျိုးရှိပါတယ်။ဒီနေရာမှာကျွန်တော်ကပထမဦးဆုံးတင်ဆက်ပေးသွားချင်တာကတော့60မမစိန်ပြောင်းဆိုတဲ့လက်နက်ကြီးအကြောင်းပဲဖြစ်ပါလေ အခုမိတ်ဆွေတို့မြင်တွေ့နေရတာကတော့ဒါ60မမစိန်ပြောင်းရဲ့အတိုင်းတာဝေးပြစ်တဲ့ဒီပြောင်းရှေပေါ့နော်ဒါကတော့ကွန်မန်ဒို ပြောင်းနေပဲဖြစ်ပါတယ်ဒါတွေကိုမြန်မာစစ်တပ်ကသူတို့ကိုယ်တိုင်ထုတ်လုပ်ပြီးတော့မှဒါပြည်တွင်းကဒီပြည်တွင်းစစ်တိုက်ပွဲတွေမှာအသုံးပြုနေခဲ့တာပဲဖြစ်ပါတယ်အခုဒါကတော့ကွန်မန်ဒိုပြောင်းတဲ့ဒီတာဝေးပြောင်းနှစ်ခုပေါ့နော်ကျွန်တော်တို့ဒီ60မမပြောင်းရှေနှစ်ခုကိုဒါရှင်ပြထားတာပဲဖြစ်ပါတယ်အခုမိတ်ဆွေတို့မြင်တွေ့ရမှာကတော့ဒါ60မမဒီစိန်ပြောင်းတွေမှာပြစ်ခတ်တဲ့ဒါဘုံဒီအမျိုးအစားတွေပဲဖြစ်ပါတယ် အခုဒီဘုံဒီအမျိုးအစားတွေကပုံစံမျိုးစုံနဲ့လည်းအလုံးလောက်ပါတယ် ထမဆုံးဒီသူတို့ကမြေပြင်အထက်ဒီ3ပေကနေပြီး73ပေလောက်မှဒါလေကွဲစနစ်နဲ့ကွဲတာရှိတယ်ဒုတိယအနေနဲ့ကတော့ဒီအဲ3ပေပေါ့เนาะဒီ3ညကနေမြေပြင်ကနေအထက်3ပေအကွာလောက်မှဒီသူ့ကိုဒီအော်တိုစနစ်နဲ့ခွဲတဲ့စနစ်ပါတယ်နောက်တစ်ခုကတော့ဗာလဲစနစ်ဒီ inbound bulb လို့ခေါ်တဲ့ဒီအရာဝတ္ထုတွေနဲ့ဒီသူ့ရဲ့ဒီ60မမဘုံသီးနဲ့ရိုက်ခတ်လိုက်တဲ့ထိတွေ့လိုက်တဲ့အခါကျမှသာဒီကွဲတဲ့နီးစနစ်လဲပါလို့နောက်တစ်ခုကတော့မြေပြင်ကိုထိပြီးတော့အချိန်တစ်ခုကြာမှကွဲတဲ့နီးစနစ်လဲဒီ60မမဘုံသီးတွေရဲ့ဒီဘုံသီး ီးခေါင်းမှာပါပါတယ်။အခုကျွန်တော်တင်ဆက်ပေးမှာကတော့ဒီ60မမစိန်ပြောင်းစုတွေထဲကနေပြီးတော့မှ60မမတာဝေးပြောင်းရှည်အမျိုးအစားနဲ့60မမကွန်မန်ဒိုပြောင်းဆိုတဲ့ဒီစိန်ပြောင်းနှစ်ခုအကြောင်းကိုကျွန်တော်ရဲ့မိတ်ဆွေတွေဘ ഹു တုတရရစီဖို့ရန်အတွက်ကျွန်တော်ကတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။60မမတာဝေးစိန်မြောင်းရှိတွေကိုမြန်မာစစ်တပ်ကကိုရိုင်းထုတ်လုပ်ပြီး MA7 လို့လည်းခေါ်ပါတယ် မြန်မာနိုင်ငံမှာထုတ်လုပ်ပြီးသူ့ရဲ့အလေးချိန်ကတော့16.6ကီလိုဂရမ်လေးပါတယ်။ပြောင်းအချင်းကတော့60မမဆိုတဲ့အတိုင်းပဲ60.6မီလီမီတာအဝေးဆုံးပြတ်ခတ်နိုင်တဲ့အကွာအဝေးကတော့4600မီတာလောက်ဖြစ်ပါတယ်။အနည်းဆုံးကတော့မီတာ200ပဲဖြစ်ပါတယ်။ဒီ60မမတာဝေးစိမ်မြောင်းရှည်တွေကိုတစ်မိနစ်ကိုဒီအမြန်ပြတ်ခတ်မယ်ဆိုရင်တော့ဒါ8000လောက်ထိအောင်ဇက်တိုက်ပြတ်ခတ်နိုင်တာပဲဖြစ်ပါတယ်။ကျွန်တော်တို့စွမ်းအားကုန်ပြတ်ခတ်မယ်ဆိုရင်တော့ဒီ60မမပြောင်းဒီ ပြောင်းပေါ့နော်ဒီ60မမဘုံသီးတွေရဲ့ဖင်မာဒီအာမြင့်ရန်တို့တွေဒါ6ထုပ်လောက်ဒီပြက်ခတ်နိုင်တာပဲဖြစ်ပါတယ်။ဒါရိုက်တော့၎င်းတွဲဝိုက်တော့နှီးတော့၎င်းနဲ့ဒီရှေ့တန်းစစ်မြေပြင်တိုက်ပွဲတွေမှာဒီ60မမတာဝေးပြောင်းရှည်တွေကိုစစ်တပ်ကဒါအသုံးပြုနေကြတာပဲဖြစ်ပါတယ်။ဒါတွေကရှေ့တန်းရဲ့ရင်ဆိုင်တိုက်ပွဲတွေမှာတစ်ဖက်နဲ့တစ်ဖက်ဒီတိုက်ပွဲကိုထိန်းချုပ်နိုင်ဖို့ရန်အတွက်အလွန်အင်မတန်မှကိုဒါအသုံးဝင်လာတယ်ဒါအဲလက်နက်ကြီးပေါ့နော်လက်နက်ကြီးဒီရှေ့တန်းစစ်မြေပြင်အတွက်တော့လက်နက်ကြီးအမြောက်တပ်သားတွေအတွက်ကတော့ဒါလက်နက်ငယ်အစင်ပဲဖြစ်ပါတယ်ဒါကတော့အမေရိကန်တပ်သားတွေ ဒီကွန်မန်ဒိုစိန်ပြောင်းပြစ်ခတ်ဖို့ဒါပြင်ဆင်နေတဲ့ပုံလေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေဘ ഹു တ္တရာတိဖို့ကျွန်တော်ထည့်ပေးထားတာပဲဖြစ်ပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်ပြောင်းတစ်ခုကတော့ဒါ60မမကွန်မန်ဒိုစိန်ပြောင်းလို့ခေါ်တဲ့ဒါ MA9 ပဲဖြစ်ပါတယ်ဒီကွန်မန်ဒိုစိန်ပြောင်းတွေကိုမြန်မာကပါစားကနေပြီးတော့မှကိုယ်တိုင်ထုံးလို့ဒီထုတ်လုံနေပြီးတော့သူ့ကိုပြစ်ခတ်တဲ့ပုံကြီးတွေကတော့60မမခွန်ပုံးနဲ့လည်းပြစ်ခတ်တယ်လို့60မမတာဝေးခွန်ပုံးလို့ခေါ်တဲ့ဒီပုံကြီးအမျိုးအစားတွေနဲ့လည်းဒီကွန်မန်ဒိုစိန်ပြောင်းတွေပြစ်ခတ်ပါတယ် ဒီ60မှတ်မှာကွန်မန်ဒိုစိန်ပြောင်းတွေကိုဒီကျွန်တော်တို့အနီးကပ်ပစ်ခတ်မယ်ဆိုရင်တော့ဒီ UU ခွန်းမုံ BA82 နဲ့ပစ်မယ်ဆိုရင်ဒီလုံးဝသူ့မှာပါတဲ့ရန်အားနဲ့တင်ဆိုရင်မီတာ150လောက်ထိပစ်ခတ်ပြီးတော့မှဒီထက်နည်းနည်းဝေးဝေးလေးပစ်ခတ်ခြင်းနဲ့ဆိုရင်တော့ရန်အားတထုပ်ထပ်ဆောင်ထည့်ပြီးတော့မီတာ400လောက်ထိပစ်ခတ်နိုင်တာပဲဖြစ်ပါတယ်ခြေတန်းတိုက်ပွဲတွေမှာတော့အလွန်အမတန်အသုံးဝင်တဲ့ကွန်မန်ဒိုစိန်ပြောင်းပဲဖြစ်ပါတယ် ၆ထန်းအနီးကပ်ပြစ်ခတ်မယ်ဆိုရင်ဒီ60မမတာဝေးခွန်းပုံးကိုမှကျွန်တော်တို့ရန်အားမထည့်ဘူးဆိုလို့ရှိရင်215မီတာလောက်ထိပြစ်ခတ်နိုင်ပြီးတော့မှရန်အားတစ်ခုပိုးလိုက်မယ်ဆိုရင်တော့မီတာ900လောက်ထိအောင်တာဝေးခွန်းပုံးနဲ့ပြစ်ခတ်နိုင်တာပဲဖြစ်ပါတယ်။ဒါကတော့60မမကွန်မန်ဒိုစိန်မြောင်းကိုဘုံသီးနှမျိုးနဲ့အသုံးပြုတဲ့အခါတက်ရောက်ပုံတွေပဲဖြစ်ပါတယ်။ ောက်တစ်ခုကတော့ဒီ60မမကွန်မန်လိုစိတ်ပြောင်းနေဖို့ပဲအဝေးကနေပြစ်ခတ်မယ်ဆိုလို့ရှိရင်ဒီ UU 60မမခွန်ပုံ BA82 ကိုတုံးမယ်ဆိုရင်ဒီရန်အားတစ်ထုပ်ကိုမီတာပေါင်း1080လောက်ထိတပြစ်ခတ်နိုင်တာဖြစ်ပြီးတော့60မမတာဝေးခွန်ပုံနဲ့အသုံးပြုမယ်ဆိုရင်တော့ရန်အားထပ်ဆောင်ထည့်မယ်ဆိုရင်1250မီတာလောက်ထိပြစ်ခတ်နိုင်တာပဲဖြစ်ပါတယ်ဒီကွန်မန်ဒိုစိန်မြောင်းတွေနဲ့ဒီ60မမစိန်မြောင်းတွေရဲ့ဒီတက်ရောက်တဲ့အားကတော့ ဒီဘုံဒီကြားရောက်ပေါက်ကွဲတဲ့နေရာနဲ့9မီတာအတွင်းမှာဆိုလို့ရှိရင်ဒါသေစေနိုင်ပြီးတော့မှမီတာ100ပက်လဲအတွင်းမှာဆိုရင်တော့ဒါကအန်နေရရှိတဲ့ဒါအနေထားပေါ့နော်အန်နေရရှိတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်အန်နေရကင်းတာကတော့မီတာ200လောက်ဆိုရင်ဒီစိန်မြောင်းဘုံဒီတွေရဲ့ဘေးကနေကင်းဝေးနိုင်မှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် Subscribe လုပ်ခဲ့ပေးကြပါဦးခင်ဗျာ